ကျွန်တော်ကတော့ဇွဲသက်ပါ DPP ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေတူအားစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာတရုတ်ပြည်အားရှိနေပေမဲ့လည်းဆရာနာရှင်အမြင့်ပြတ်ဖို့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ PSLF TNLA တွဲပတ်အထွေထွေတွင်မှုနှင့်ဘုံမူကြီးတားပန်လာကပြောဆိုလိုက်ပါတယ်ထားအောင်သတင်းပေးပို့ထားပါရခင်ဗျာ you you TNL နဲ့စစ်ကောင်စီတို့ကြားတရုတ်နိုင်ငံကုမင်းမြို့မှာအေဘီလာ28ရက်နေ့ကနေ29ရက်နေ့ထိနေ့ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါတရုတ်ကြောင်းဝင်မှုကြောင့်ဖြစ်လာတဲ့အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနည်းမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာကြောင့်ပြည်လည်မှုမရရှိခဲ့ကြပါဘူးဒါကြောင့်ဆွေးနွေးပွဲကိုထပ်ပြီးရွှေ့ဆိုင်ခဲ့ရပါတယ်လက်ရှိမှာတော့စစ်ကောင်စီဘက်က TNL ထင်းချုပ်ရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေသလိုဖြက်လေးပြက်လှုပ်ထားတာပါဒါပြင်တရုတ်ဘက်ကလည်းပိတ်ဆို့မှုတွေဆက်လုပ်ထားပါတယ် အခုလိုမျိုးဖီးအားမျိုးစုံရှိနေပေမဲ့လည်း TNL အနေနဲ့ကတော့ဆရာနာရှင်အမြင့်ပြတ်ဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ TNL ရဲ့အတွက်ပါထူးထူးတွင်းမှုနဲ့ဗိုလ်မှူးကြီးတာပန်လာကပြောပါလေမေလ၄ရက်နေ့ကပြုလုပ်တဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာပါအစောတိချပါတယ်ဒါကျွန်တော်တို့ဒီဆိုတော့ကျွန်တော်ရှင်းလင်းပြကြခဲ့တယ်မျိုးဒီလည်းနေပြန်နေမှာဒါကထူထောင်နေပို့တော့ဒီ channel ပို့တော့ရှင် ဒါကြောင့်လို့ဒီတပ်ဖွဲ့ကတော့ဆက်လက်ပြီးမှဆောင်ရွက်သွားရမှာဖြစ်ပါတယ်။အဲဒီနေ့ဘယ်ဘယ်နေရာဘယ်လိုလုပ်မယ်ဆိုတော့ပြောပြမှာဖြစ်ပါတယ်။ဒါမဲ့ဒီစားတာတော့ဒီမစစ်ဆက်မဲ့ပြတ်သက်ရမယ်ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။အဲဆက်လက်ဆက်ဆက်ဆက်လက်သွားရမယ်။ဒါကိုလို့ဆက်ကတော့ဖက်တဲ့တဲ့အဘိဒီယစီပြီးသွားပြီဆိုတော့ဒါကြောင့်လို့ဆက်လက်ပြီးမှပဲဒီပြင်္ဂလုံးမရှိနေတဲ့အတိုင်းဒီအနာရှင်ကလေးချုပ်နေတော့ကျွန်တော်ပြဿနာမဲ့ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်။တို့တို့သားတို့ပါလေချစ်လို့ပါ TNL နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စားရှိတဲ့မြို့နယ်တွေက တောင်းတက်မရော TNL တပ်ဖွဲ့ဝင်တွေအားလုံးပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနယ်မန္တုံမြို့နယ်တွေကိုစုခွာကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကပြန်တောင်းတဲ့မြို့နယ်တွေပြန်ပေးမပေးဆိုတာကအတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တွေနဲ့လူရရဲ့အတန်ကိုနားထောင်ရမှာဖြစ်ပြီးလက်ရှိမှာပြန်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ TNL ဘက်ကပြောပါတယ်ဆိုတော့ မကုတ်ပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့အဲ့လိုမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်နဲ့အတူတက်ပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေဒီရဲ့အဲ့လေဒါကျွန်တော်တို့ဒေသားရမှာဖြစ်တယ်လို့ကျွန်တော်ဒီတပ်ပွဲအောင်မြင်အောင်တော့ဒီဒီနေမြေကနေမှာဒီဆက်နာချင်းချင်းလေးအထွက်ခွာတော့အောင်ဘူပေါင်းဆွဲခဲ့ကြတဲ့လူထုတွေရဲ့အတန်နဲ့ဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော်အဲကြောင့်လို့ဒီ ဟောပေးနိုင်မလားတရားပေးနိုင်မလားဘုရားမျိုးတော့လောဆယ်မရှိသေးပါဘူးလောဆယ်ဒါကျွန်တော်တို့ကအရက်တချေရတော့ဆိုဆိုကတင်ပြတဲ့အတိုင်းပဲရောက်ရမြာကမြေရတက်ခမှုတွေရလူစုဒီကိုယ်တော်လာဆောတော်လာခင်ပေးပါတော့ဆိုတော့အဲ့ဒီသုံးချက်နဲ့ကျွန်တော်တို့ဟိုရက်တည်ထားပါတယ်တို့ဖီအားတွေနဲ့ပတ်သက်လို့ပြည်တွင်အခြေအနေတွေနဲ့လူစုတန်ကုန်တရုတ်အနေနဲ့အမှန်တိုင်းနားလည်နိုင်ဖို့လိုသလိုနားလည်အောင်လည်းလူစုကရောဒေါ်လာအင်အားစုတွေအားလုံးညီညွတ်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့လည်း TNL ဘက်ကတိုက်တွန်းပါတယ် DNL ဟာရှမ်းမြောင်းနယ်မန္တလေးတိုင်းကမြို့နယ်ပေါင်း12မြို့နယ်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါမကွေးတိုင်းမင်းဘုံမြို့နယ်မှာစစ်မှုထမ်းတသားတည်းအဖြစ်စုဆောင်းခံရကစစ်မှုထမ်းနေရသူ၃ဦးဟာဧပြီလ30ရက်မှာလက်နက်ခရမ်းနေတဲ့သူအလင်းဝင်ရောက်လာခဲ့ကြတယ်လို့မင်းဘုံခရိုင်အမှတ်နှစ်တပ်ရင်ကမေလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။တမကိုကိုလောက်ခံမင်းဘုံ ခမရ၄၁၇တိုင်ရင်ထဲမှာစစ်မှုထမ်းနေရတဲ့တပ်သားတစ်၃ယောက်ဟာလက်နက်ခဲယံနေတဲ့အတူတရက်ထဲအလင်းဝင်လာကြတဲ့အတွက်စစ်ဘက်ဆိုင်ရာလုံထုံးလုံးနေတဲ့အညီစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ဆိုပါရယ်အလင်းဝင်လာတဲ့၃ယောက်ကစစ်မှုထမ်းတင်နန်းအပတ်စဉ်9တင်နန်းစစ်တွေဖြစ်ပြီးဟိုပုံဘာထူးနဲ့ရက်ဆောက်တွေမှာစစ်တင်နန်းတက်ခဲ့ကြသူတွေဖြစ်ပါရယ်ကြံရှိနေကြသေးတဲ့စစ်ကောင်စီလောက်ခန့်တွေအနေနဲ့လည်းပြည်သူ့ဘက်ကိုဗတ်ပြောင်းခုလုံဖို့ဖြစ်တယ်လို့မင်းဘူးခရိုင်အမတ်နဲ့တိုင်ရင် တန်ရင်မူဗိုလ်ဆောင်မဏိက DPP ကိုပြောပါရခင်ဗျာငလင်ပြီးမှလက်ပရောင်းတောင်ကျင်းနေစီမံကိန်းပုံမှန်လဲပတ်နေပြီးတကောင်းနီကဲစီမံကိန်းကတော့ပြန်မလဲပတ်နိုင်သေးဘူးလို့သိရပါဗျ။တုဒ္ဒချမ်းသာပြေပို့ထားပါရခင်ဗျာ။ ငလင်ပြီးမှစကိုင်းတိုင်းစလင်းကြီးမြို့နယ်ကလက်ဘရောင်းတောင်ကျင်းကြီးစီမံကိန်းပုံမှန်တိုင်းဆက်လက်လက်ပတ်နေပြီးလုံခြုံရေးအင်အားအများပြားချထားတဲ့လူဒေသခံတွေကပြောပါရယ်ငလင်တန်းကြောင့်ထိခိုက်မှုတွေရှိခဲ့ပေမဲ့စစ်ကောင်စီကလက်နက်ရရှိရေးအတွက်ဒီစီမံကိန်းကိုအားထားနေရတာပါ2021အာနာသိမ်းပြီးနောက်ပိုင်းမှာဒေသခံကျွမ်းကျင်ဝန်ထမ်းတွေကိုလသာနှစ်ဆသုံးဆပူပေးပြီးအလုပ်ပြန်ခန့်ပေမဲ့လက်တလုံးမှာဒေသခံအနေနဲ့သာစာဝန်ကြီးကြောင့်စီမံကိန်းမှာအလုပ်ပြန်ဝင်နေတယ်လို့သိရပါရယ် တော့ငင်းလုတ်ပြီးဒီဓာပိုင်ဆိုတော့လက်ပတ်မှုရှိရနေရင်းလေနေကုန်ချမ်းတွေကိုသူကဝုံရွာကိုနမခါကိုခဏနာနာပြန်တယ်သူက မန္တလေးစကိုင်းလမ်းကိုခါရထုတ်တယ်။တင်းမမနာဘူးနေရမယ်လို့လုပ်နေတယ်။တောတော့တော်များတယ်။ဗမာစစ်သားရဲ့အပြင်ကိုတရုတ်စစ်သားတွေရောရှိတယ်။အဲ့ဒါတိကျတယ်။အနည်းဆုံးတော့90ပေါင်လုံးကျန်တာရှိတယ်။ဘူးတော့ဒီတော့မထွက်ကြဘူး။ဗမာစစ်သားတွေတော့တရားကိုနှစ်ခါတော့ပြင်ထွက်တယ်။သူတို့စစ်ကြောင်းထုတ်ပြီဆိုရင်တော့လက်နက်ငယ်ဖောက်တာတွေရှိတယ်။ဝမ်မောင်နဲ့ရေးခါလိုထွက်ပြီဆိုရင်ညောင်မကြီးစက်စစ်ကိုထွက်တယ်။ထွက်ပြီးတော့လက်နက်ငယ်နဲ့ဖောက်တယ်။စစ်ကြောင်းနှစ်ကြောင်းခွဲထွက်တယ်။တော်လည်းဗလောင်းတော့ရေးကြီးရမှာသူတို့ကကြီးကိုသူကကြီးကိုလွဲထုတ်တယ်လို့ဆိုတာလက်နက်နဲ့လည်းလဲလဲလောက်တယ်။သူတို့ကကြီးပါတရားတစ်ခါကြီးရတယ်။သူတို့ကလင်ပြေးလက်နက်တို့ဝိုင်းတွဲချဲ လေးနဲ့တူပဲသူကအန်းနေပဲငွေရတာဟုတ်။အဲ့မှသူကတရားတစ်ခါမျိုးဆိုပုံမထုတ်ဘူး။အရင်တော့ကတော့လှိုင်းလိုက်မလုပ်တော့လေ။သူအရင်တော့ကကားစီးတရားတော့လုပ်လို့ဆိုတော့ကိုယ်တော့ကားစီး90လောက်30လောက်လောက်ပဲလုပ်တော့လေ။သူကအရင်တော့ကဇလင်းကြီးရိမ့်မဲ့ပဲလူသမားတွေကထောင်ထဲရှိရရှိအောင်။အခုကလူသမားကဇလင်းကြီးဘက်ကနေတယ်။ညာကအေယာဝီကဘကိုးတို့ပတင်ကြီးတို့ကလူကများတာ။ စကိုင်းတိုင်းကတာခရံကြီးကျိုင်းမြို့နယ်ထဲကတကောင်းနီကယ်စီမံကိန်းကတော့တော်လိုင်းအင်အားစုတွေတင်ယူခဲ့ပြီးအချိန်9လနီးပါးကြာတဲ့အထိပြန်မလည်ပန်းနိုင်သေးပါဘူး။တကောင်းနီကယ်စီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေလက်နက်ချအညံ့ခံခဲ့တာကြောင့်ဒေသတွင်းတော်လိုင်းအင်အားစုတွေက2024ဇူလိုင်လကုန်ပိုင်းမှာထင်ကျုပ်ခဲ့တာပါ။အဲဒီနောက်ပိုင်းကနေလက်ရှိချိန်ထိလုပ်ငန်းပြန်မလည်ပန်းနိုင်မယ့်ရပ်ဆိုင်ထားရတာဖြစ်ပါတယ်။စစ်ကောင်စီကတင်ပို့တဲ့တကောင်းနီကယ်စီမံကိန်းအတွက်လိုအပ်တဲ့အကြောင်းမူတွေနဲ့ဓာတ်ရုပ်ပိတာလိုအပ်ချက်တချို့ကိုစီမံကိန်းဘက်ကပြန်လည်ရရှိထားပေမဲ့ဘယ်လိုလိုအပ်ချက်ရှိ ေတာကြောင့်ပြန်မလဲပတ်နိုင်သေးတာလဲဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့ဒေတာကန်တယောက်ကပြောပါတယ် လက်တလုံးတော့နေကစိတ်ကိုလေပတ်မှုတော့မရှိဘူးပြကြာပြီးရထားတာပေါ့နော်ကျွန်တော်စိတ်ုံလေပတ်နိုင်ခြင်းမရှိသေးပါဘူးစိတ်ုံကရပြီးလို့ရှိရင်လေပတ်ဖို့ကတော်တော်အချိန်ယူရတာဆိုတော့ကျန်တဲ့လိုအပ်ချက်ရှိတာတော့ဒီပေါ်သေးသေးမသိပါဘူးပြခုနအနေနဲ့ပတ်သက်လို့နှစ်ပိုင်းပေါ့နော်မဖြစ်မနေမရှိမဖြစ်လိုအပ်တဲ့ဝန်ထမ်းတချို့ကတော့စိတ်ုံတွေမှာကားပြီးမှပုံမှန်လစာပြည့်လို့ကြပါတယ်လောလောဆယ်စိတ်ုံ run နေတာမဟုတ်တဲ့အတွက်ဒီအပူဖြစ်မဲ့ run တွေကိုတော့တင်းတင်းလျှောက်ပတ်တဲ့လစာတစ်ခုပေးပြီးမှထားတယ်လို့ကျွန်တော်ကြားသိရပါတယ်ပြလောလောဆယ်အခြေအနေလေ တော်လိုင်းအရာသူတွေရဲ့ထိန်းချုပ်မှုအောင်ရောက်နေတဲ့တရားဝင်တရုတ်စီမံကိန်းတွေစီးပွားရေးလုပ်ငန်းတွေစက်ရုံအလုပ်ရုံတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတက်ဆွမ်းသည်ပြီးအကာအကွယ်ပေးနိုင်မှုစူးစမ်းနေတယ်လို့သမ္မတရုံတာဝန်ရှိသူကပြောဆိုထားပါတယ်။စီမံကိန်းတွေနဲ့ပတ်သက်တဲ့ NUG ရဲ့မူဝါဒကတော့တရားဝင်အစိုးရတွေလက်ထက်မှာအတည်ပြုထားတဲ့လုပ်ငန်းတွေအလုံးကိုအတိအမှတ်ပြုကာကွယ်ပေးမှဖြစ်ပြီးစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဖို့ကိုတော့နိုင်ငံတကာကိုတောင်းဆိုထားပါတယ်။ ကျေးဇူးများညခုစစ်စင်ရင်နောက်မှာရခိုင်ပြည်နယ်ကတုတ်စီမံကိန်း၁၇ခုတွေက၁၀ခုကိုအာရခတက်တော်အေကထိန်းချုပ်ထားပြီးရှမ်းမြောင်းနဲ့ဆက်ဆက်ဒေသတွေကတုတ်စီမံကိန်း၁၃ခုအထိတော်လိုင်းလက်နက်ကင်အရာစုတွေကထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့၂၀၂၅ဇန်နဝါရီလဆန်းပိုင်းအထိမှတ်တမ်းတွေကဖော်ပြပါဗျာ။ကျွန်တော်တုဒ္ဒချမ်းသာပါ။ အေရီတိုင်းလေးမျက်နှာမျိုးနယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရဲသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေခုနှလုံးထပ်မနေမီးလောင်ဆုံးရှုံးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မေလ၄ရက်ည9နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်လေးမျက်နှာမျိုးနယ်မကြီးပင်ကွင်းကျွရကကိုထွန်းအင်းဆိုသူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမကြီးပင်ကွင်းနဲ့ဝက်ကုန်းကနေအိမ်ခုနှလုံးထပ်မနေမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ ဒဏ်ရာရသူဟာအိမ်မှာပစ္စည်းတွေရှိနေတဲ့အတွက်စစ်မဆောင်ပဲနေခဲ့သူဖြစ်ပြီးစစ်ကောင်စီတပ်ကအရက်သားတွေနေတဲ့ရွာတွေထဲကိုညဘက်တင်မှာလေချောင်းကနေတိုက်ခိုက်နေတာလို့လင်းမျက်နှာမျိုးနယ်ကဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကမေလ၄ရက်ည9နာရီကျော်လောက်မှာလေချောင်းနဲ့လေချိန်ထပ်မနေလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်စီဆောင်ကုန်းကျွရဘက်ကနေတက်ဆုတ်ပြီးခန့်စစ်ပြင်ထားတဲ့စစ်ကောင်စီတပ်က ပန်တော်ကြီးနဲ့ပတ်ဝန်းကျင်ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုရက်ပိုင်းမှာပဲမိုးများမဲ့ဆိုတဲ့ခမန်းချက်တွေနဲ့အတူမိုးရွာသွန်းမှုတွေရှိလာတာကြောင့်ကယ်ဆယ်ရေးစခန်းတွေနဲ့ငလင်တန်တဲ့အဆောက်အုံတွေမှာနေထိုင်သူတွေခက်ခဲနေကြတယ်လို့ဒေသခံတွေနဲ့ကိုကြီးကယ်ဆယ်ပေးသူတွေကပြောနေတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ ငလင်ဘေးဒဏ်တဲ့မန္တလေးမြို့မှာပြီးခဲ့တဲ့ရက်အတွင်းမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်ခေစေးစခန်းတွေမှာနေထိုင်ကြတဲ့ပြည်သူတွေနေထိုင်စားသောက်ရေး၊ကျန်းမာရေးအခက်အခဲတွေကြုံနေရတယ်လို့ကုညီပေးသူတွေကပြောပါတယ်။ဧပြီလ30ရက်ညပိုင်းကနေမေလ2ရက်နေ့ထိမန္တလေးမြို့မှာမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်ရှားဟီတဲထိုးနေထိုင်ကြရတဲ့ခေစေးစခန်းတွေတွေအထိရေလေဝင်ရောက်ခဲ့ပြီးတချို့ခေစေးစခန်းတွေဆိုရင်အမိုးရီလန်သွားခဲ့တယ်လို့သိရပါတယ်။ဟုတ်ပါတယ် ်ပြပြနေတယ်ဒီမြေလုံးဘက်မှာရှိတဲ့ကန့်တွေကိုတော့ကျွန်တော်တို့ဒီမြေနဲ့နေရာတွေကိုပြောင်းရှင်းဖို့စဉ်းစားနေပါတယ်ခင်ဗျအခုအများစုတွေ့လာတာကတော့ဒီရားလာတော့ဝမ်ကြောက်ဝမ်ရှောတို့အဲ့ဒါတွေကတော့အဆင်များလာကြတယ်အခုလိုခွင့်နေတာကတော့ဒီအခမဲ့ save ကန့်တွေတို့ဒီ save ရယ်ဒီကန့်တွေတန်တွေပြပြဖို့ကန့်ဆောက်ဖို့အတွက်ဒီ color bag တွေမှာတော့အဲ ော့ကျွန်တော်ကြော်လာပြီးချက်တဲ့နောက်မှာဒီမန္တလေးကိုကူညီတဲ့လူတွေကလဲလာတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီမန္တလေးကိုလည်းကူညီပေးဖို့လက်လာရခိုင်ကြပါတယ်မန္တလေးမှာအင်အားပြင်းငလေးလောက်ခတ်ခဲ့တာအချိန်တလားကျော်ကြာပြီဖြစ်တာကြောင့်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နေရသလိုခေစေးစခန်းတွေမှာကုညီသူနေပါလာပြီးအတင်စားအစားအစာနဲ့စေဝါလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါရစေ။ ဒါအပြင်မိုးရွာသွန်းတာကြောင့်ငလင်တန်ထိထားတဲ့အဆောက်အုံတွေဒဇယ်တပိုင်းပြုတ်ကျပျက်စီးတာတွေရှိနေပြီးအဆောက်အုံဖြိုတဲ့ဈေးကကြီးမားတာကြောင့်မဖြိုချနိုင်တဲ့အဆောက်အုံတွေလည်းများစွာရှိနေတယ်လို့သိရပါဗျာ။ဒီမှာလည်းဘလို့လေကျွန်တော်တို့ဒီကလောက်ကတော့အတော့အပြင်တော့အများစုကထောက်ထားကြတာဘောနငွေနဲ့ဖြည့်ထားတယ်ဖြည့်တယ်ပြီးထောက်ဖို့လိုအပ်တဲ့နေရာလေးကိုထောက်ထားကြတာရှိတယ်။ဒါပေမဲ့တို့ဆိုရင်ကတော့ကျွန်တော်တို့မသိနိုင်သေးတဲ့လမ်းမိနိုင်သေးတဲ့နေရာတွေမှာတချို့နေရာတွေကသူကွဲနေမထောက် ထားလို့သိကြတယ်အပ္ပဒါရှော့မှာတော့ထက်ကူဖြစ်မှာမိုးလေးရွာလဲဆိုဣကြပြီဖြစ်မှာအဲ့ဒီအတိုင်းပဲဖက်ပြူကြတဲ့အိမ်ကတော့ကျွန်တော်ရှိမှာနေနေတော့တော့သိကြတွေ့လိုက်တာအောင်နော်ပြူကြဆိုတော့ဘလို့အစားဦးကလည်းပြူကြတာမဟုတ်တတိယပိုင်းပြူကြတာပြူစီခဲ့တာအောင်နော်အဲ့ဒါဆိုရင်များရှိတာ မေလာတရနေ့ကနေလေရနေ့အထိအရှိတ်ဘက်နဲ့အနောက်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့တရုတ်ပြည်မှာကြီးဘက်ကဆင်းလာတဲ့လေနွေတွေထိတွေ့မှုကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာအချိန်အခါမုတ်မိုးရွာနိုင်တယ်လို့စစ်ကောင်စီမိုးလေဝသဌာနကဧပြီလ30ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။ငလင်တန်းတဲ့မန္တလေးမှာပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းအချိန်အခါမုတ်မိုးရွာပြီးလေပြင်းတိုက်တာကြောင့်ငလင်တန်းထိထားတဲ့ 28လမ်းလမ်း80 81လမ်းကြားကတုံးထက်တိုက်တလုံးပြိုကျပျက်စီးခဲ့ပြီးယာယီတဲတွေလေတဲလွင့်ပါတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါမကွေးတိုင်းပခုတ်ကူမြို့နယ်လေကကြီးရွာတွေကိုစစ်ကောင်စီတကစစ်ကြောင်းထိုးဝင်ရောက်နေပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေတဲ့အတွက်ထောင်ထဲချီတဲ့ဒေသခံတွေလည်းနေရဲစွန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ပခောက်ကူတမတရတက်ထဲကနေဧပြီလ28ရက်နေ့ကစစ်ကားအစီး20နီးပါးနဲ့ထွက်လာတဲ့ပထမစစ်ကြောင်းဟာအောင်သာကမ္မမြစ်ချေညောင်ပင်လာနဲ့ဆယ်ပင်စုကြေရတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဆိုပါတယ်။ဧပြီလ30ရက်နေ့မှာထွက်လာတဲ့ချစ်ချင်းစစ်ကြောင်းကတော့ဆိုတွင်ချောင်းခွားဖလန်အိုကြေရတွေကိုစစ်ကြောင်းထိုးပြီးမေလ3ရက်နေ့မှာမြိုင်မြို့နယ်ကတင်မောင်းကန်ကြေရဝင်းကျင်မှာအထိုင်ချတပ်ဆွဲနေတယ်လို့ဆိုပါတယ်။ တမတရားတက်ထန်းတဲ့စစ်ကြောင်းနှစ်ကြောင်းကနေရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးရွာတွေတဲကိုဝင်စီးကပစ္စည်းတွေလူတာနဲ့အင်းတွေကိုမီးရှို့တာတွေလုပ်နေတယ်လို့စစ်ပေးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့တော်လန်ရဲဘော်တရက်က DPP ကိုပြောပါရယ်ပြီးခဲ့တဲ့မေလ၂ရက်နေ့မှာတမတရားတက်ထဲကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တေဆုံးခဲ့ရတယ်လို့သိရပါရယ်ခင်ဗျာ CDN PDF နဲ့ နိုင်ချင်းစတဲ့ຫນွေဥတက်ကြလှူရှားသူတွေရဲ့ငါတို့ဒီအမည်ရှိပကြီးပြပွဲကိုမဲဆောက်ရှိ border line ပြကမ်းမှာ6ရက်ကြာပြုလုပ်နေပါတယ်။မောင်တူးတင်ဆက်ပေးထားပါပါခင်ဗျာ။ဟုတ်ကဲ့ပါ။စီဒီယန်ဆရာဆရာမတွေဝန်တန်းတွေနိုင်ငံရေးအကျဉ်းသားကျဉ်းသူဟောင်းတွေဖြတ်ကျွလှူရှားသူတွေဒံရရ PDF ရဲဘော်တွေနဲ့ဖွဲ့စည်းထားတဲ့ Revolution at Creation အဖွဲ့ကဒီပွဲကို စီစဉ်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်ဗျ။ဘာလဲဆိုတော့နံပါတ်၁ကကြာတော့ကျွန်တော်ရဲ့ပညာတွေကိုကျွန်တော်အကုန်သိမိမယ်ပြီးကျွန်တော်ဈေးကွက်စာပေးမယ်။ဘာကြောင့်ဈေးကွက်စာပေးမယ်ဆိုတော့ဒီနိုင်ကျင်းဒီဒီမှာသင်တန်းသားတွေအကုန်လုံးလက်ရရှင်တွေအကုန်လုံးကလည်းနိုင်ကျင်းဒီ CDN တွေထိခိုက်ရေးဖို့တွေအဲဥစားပေါ့နော်မြေပြင်ရေးဖို့တွေဖြစ်တဲ့ကြောင့်သူတို့ရဲ့ဘဝရည်တည်ဖို့လိုအပ်တယ်ဗျာ။သူကရည်တည်ဖို့တွေကြောင့်ဒီရရတဲ့ဝင်ငွေအကုန်လုံးကတော့သူတို့သူတို့ရသူတို့ယူ ိုးတို့ကသူတို့ရက်တူဘူးပဲကြာဒါပေမဲ့ကျွန်တော်ရဲ့အခါကြတော့အခုနောက်မှာဆင်းကျွန်တော်အဲ့ဒီကကြတော့ကျွန်တော်စစ်ကြောင်းကိုတရားရဂိုင်တော့ပြန်သွားမယ်ခင်ဗျပကြီကားပေါင်း68ကားပြသထားပြီးဒေါ်လာ150ကနေ1500အထိစောင်းစည်းသတ်မှတ်ထားပါတယ်ဒီဒီမှာပေါ့နော်ဒီပြပွဲကကျွန်တော်တို့ဒီပဲဒီတော်လိုင်းရဲကနေပြီးတော့လာတဲ့သူတွေပြီးတော့သူတို့ပြင် CDM နေများသောအဖြစ်ပါတယ်ပြီးတော့နောက်ထပ်နိုင်ငံရေးအကျဉ်းသားတွေပေါ့နော်နိုင်ငံရေးနိုင်ပါတယ်ပြီးတော့ တန်ရရနေရဲမဟောင်းနေရဲလက်ရည်လည်းပါတယ်ဆိုတော့ဒါသူ့ရဲ့ရင်ထဲမှာသူ့ရဲ့အဓိကတော့သူ့ရဲ့ရင်ထဲကခံစားချက်တွေပေါ့နော်အချို့ပုံတွေသလိုဆိုရင်ကျွန်တော်ကြည့်ရင်တော့သိတာတယ်ပေါ့နော်အာပုံကြည့်မွန်းကျက်နေရဲပေါ့နော်တတော်များဘူးဘီရောများကြည့်လိုက်ရင်မွန်းကျက်နေရဲပြကြည့်များတယ်ဒါဆိုအဲ့ဒါကြောင့်မလို့ဒီပေါ့နော်ကျွန်တော်ရဲ့စိတ်ထဲမှာဘယ်လိုရှိနေလဲဆိုရဲဟိုခံစားနေရတယ်ဆိုတဲ့ဟာပေါ့နော်ကောင်းကောင်းကြီးပြနိုင်တယ်လို့တော့ခံစားရပါတယ်ဗျာ ်ပါဆောင်းနေပြည့်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 ပြောတော့ပြည့်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 ဒီရကျတော့ဒီဟာမင်းသမီးဘောနော်မင်းသမီးကကျွန်တော်စီရီနှစ်ခုထုတ်တာလေအဲမြိုင်စီရီနဲ့အော်ဗလာစီရီနဲ့မြိုင်စီရီကကျတော့မင်းသမီးအစ်စ်တွေကတာပေါ့နော်အဲကျွန်တော်6ကားရောင်းပြီးတော့ကျွန်တော်ရဲ့အော်ဗလာစစ်ကြောင်းကျွန်တော်ပြူလိုက်ပြီးတော့ဘတ်၄000နဲ့8000ရတယ်ဗျဒါကျတော့မြိုင်အော်ဗလာစီရီအော်ဗလာကျတော့ယောက်ျားမင်းသမီးယောက်ျားလေးတွေကမင်းသမီးတို့ကတာကိုကျွန်တော်ဥပုသ်စင်တော့ခဲ့တော့အကားလိုမျိုးဒါကြောင့်သူကသူ့ရဲ့အချိုးစစ်တွေက ဟိုဟာအမျိုးသားဆန်နေတဲ့ပုံစံမျိုးဖြစ်တယ်ဗျ။မင်းသမီးတို့မျိုးတအားနှဲ့နေတာမျိုးဖြစ်ပဲနဲ့ဒါကိုကြောက်ခွလိုက်ကပြီးတော့ပြန်ပြီးတော့မော်ရီပြန်ဆွဲရတာ။အပေါ်ကပုံပါပုံ။အပေါ်ကကျတော့တန်မဏိထင်းလို့ပြောကြတယ်။ဒါကျွန်တော်တို့ရဲ့ငင်းကြင်ရင်းတို့ပဲဆူဆင်ကြည့်။ကျောင်းမြို့မနိုင်ငံရဲ့ဒီပေါ်ဒီမိုကရေစီပြေကိုင်စီနဲ့ပြည်သူမျိုးဖက်ဒရယ်ကိုတောင်းနေပြေကိုင်ငါတို့ဒီဝီပကြီးပြဝဲကို2025ခုနှစ်အေပီလ1ရက်ကနေ9ရက်အထိမနက်10:00နာရီကနေည9:00နာရီအတွင်း ဖွင့်လှစ်ပြသထားမှာဖြစ်ပြီးအခမဲ့မြည်သူမဆိုလာရောက်ကြည့်ရှုနိုင်ပါ रे ခမညာကျွန်တော်မောင်တူပါ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကထုတ်လုပ်တာမဟုတ်တဲ့ရုပ်ရှင်တွေကိုပြပသွင်းကုန်ခွန်တရားရဂိုင်းလုံးကခံမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။အမေရိကန်ရုပ်ရှင်လုပ်ငန်းဟာအလင်းမြန်ကြာဆုံးနေတာကြောင့်အမေရိကန်ကုန်သွယ်ရေးနဲ့ကုသရေးဝန်ကြီးကအခွန်ကောက်မှုကိုစမယ်လို့ထရန့်ကပြောဆိုခဲ့တာပါ။ အခြားတိုင်းပြည်တွေဟာရုပ်ရှင်ထုတ်လုပ်သူတွေနဲ့စတူဒီယိုတွေကိုမလုံးပေးကန့်လန့်ဖို့စူးစမ်းမှုတွေအတွက်ထရန့်ကအပြစ်တင်ခဲ့ပြီးဒါဟာအမျိုးသားလုံခြုံရေးချင်းချမှုလို့ဖော်ပြခဲ့ပါတယ်ထရန့်ကပြပရုပ်ရှင်တွေမှာဝါဒဖြန့်တာတွေ message ပေးတာတွေစတဲ့အချက်တွေပါဝင်တယ်လို့ပြောထားက We want movie made in America again လို့ True Social Media မှာ တင်ထားပါတယ် American ကုန်သွယ်ရေးဝန်ကြီး Howard Lunick ကပြပရုပ်ရှင်တွေကိုအခွန်ကောက်မဲ့ကိစ္စလုဆောင်နေပြီလို့ပြောထားပါတယ် ဒါပေမဲ့အခွန်ကောက်ခံမဲ့ပုံစံကိုတော့ရှင်းရှင်းလင်းလင်းပြောထားတာမရှိသေးပါဘူးခင်ဗျာ။ Israel ကွယ်တပ်ဖွဲ့ IDF ကဂါဇာကမ်းမြောင်ဒေသမှာစစ်ရေးလှုပ်ရှားမှုတွေကိုအရှိန်မြင့်ဖို့ကြိုတင်ပြင်ဆင်မှုအဖြစ်တောင်းတဲ့ချီတဲ့အရန်တပ်တွေကိုဆင့်ခေါ်တဲ့အမိန့်ထုတ်ပြန်ခဲ့တယ်လို့ Israel မီဒီယာတွေကပြောပါဗျ။အရန်တပ်သားအများစုဟာမြေပြင်ထိုးစစ်ကိုအားဖြစ်ဖို့ဂါဇာကမ်းမြောင်ဒေသမှာတပ်တွေကို ပြန်ချထားနိုင်ရဲ့အတွက်အစ္စရေးမြောက်ပိုင်းနဲ့အနောက်ဘက်ကမ်းမှာလက်ရှိတက်ဆွဲထားမဲ့အမြဲတမ်းအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့စစ်တီတွေရဲ့နေရာမှာအစားထိုးမယ်လို့သတင်းတွေကဆိုပါရယ်။တာကြာနေကလုံခြုံရေးဆိုင်ရာအသေးစိတ်ရှင်းလင်းတင်ပြတဲ့အစည်းအဝေးပွဲတစ်ခုတွင် IDF ကဂါဇာမှာတိုးချဲ့စစ်ဆင်ရေးအစီအစဉ်တွေကိုဝင်ကြီးချုပ်ဗီဂျမန်နေတန်ယာဟုကိုတင်ပြခဲ့ပါရယ်။နေတန်ယာဟုကမိစိမ်းပြထားပြီးဖြစ်သားအစီအစဉ်တွေကိုတရံဝင်အတည်ပြုဖို့တနင်္ဂနွေနေ့မှာလုံခြုံရေးဝင်ကြီးအဖွဲ့နဲ့တွေ့ဆုံမှုမျှော်လင့်ထားပါရယ်။ မကြခင်အပြစ်ခတ်ရဆက်ရေးသဘောတူညီချက်မရရင်ဟာမတ်တွေကိုဖြုတ်ခွင်းမှုရည်ရွယ်တဲ့အပြစ်ဝချေမုံရင်စတင်နိုင်တယ်လို့အစ္စရေးအနာပိုင်းတွေကတဆိုင်မမတ်သတိပေးထားပါတယ်ခင်ဗျာအမေရိကန်ပေါ့အဆိုရလေဒီဂါဂါရဲ့ဖြောပြပွဲအတွင်းဘုံဖောက်ခွဲမဲ့အစီအစဉ်ကိုဘရာဇီးရဲ့တပ်ဖွဲ့ကတားဆီးနိုင်ခဲ့ပါတယ်။စနေနေ့က Rio de Janeiro မြို့မှာပြုလုပ်ခဲ့တဲ့ပြိတ္တနှစ်တန်းကျော်ရှိတဲ့ဖြောပြပွဲကိုဘုံဖောက်ဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်။ ရီယိုရဲတပ်ဖွဲ့ကတော့အမုန်းစကားဖြန့်ချီတဲ့အဖွဲတစ်ဖွဲ့ကကိုကိုကို ထိခိုက်စေခြင်းဆယ်ကျော်တပ်တွေကိုဘာသာရေးအဆုံးရောက်စေရန်လှုံ့ဆော်ခြင်းစတဲ့အချက်တွေအတွက်အကြမ်းဖက်ဖို့အခွက်ချစီမံခဲ့တယ်လို့ပြောပါရယ်ကိုပါကဘာနာကန်းချစ်မှာပြုလုပ်တဲ့ဖျော်ဖြေပွဲကိုပြိတ္တနှစ်တသမတန်းလာရောက်ကြည့်ရှုခဲ့တယ်လို့ရီယိုမျိုးတော်ခမကဆိုပါရယ်တန်များရှိသူတွေဟာအရွယ်မရောက်သေးတဲ့လူငယ်တွေကိုခေါ်ယူပြီးဓာတ်စီပလင်းကိုမီးရှို့ပစ်ရတဲ့လက်လုပ်ဘုံတွေနဲ့တိုက်ခိုက်ဖို့ပြုလုပ်ခဲ့တာလို့ရဲတပ်ဖွဲ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြပါရယ် တရားရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရအဲ့ဒီအဖွဲ့ဟာသူတို့ကိုသူတို့လေဒီဂဂါရဲ့ကဘာပြိသက်တွေလို့သတ်မှတ်ပြီး Little Monster လို့အမည်အကြောင်းသိရပါတယ်။ဒီစုံစမ်းမှုဟာရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်နဲ့ဝန်ကြီးဌာနရဲ့ Cyber ထောက်လှမ်းရေးပေါ်အခြေခံပြီးပြုလုပ်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ လီဗာပူးကိုအနိုင်ယူခဲ့တာကချန်ပီယံလိဝင်ခွင့်အတွက်အရေးပါကြောင်းချက်စီနီပြမာရက်စကာကပြောသွားပါတယ်။ချက်စီအသင်းဟာချန်ပီယံလီဗာပူးအသင်းကို3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်လက်ကျန်3ပွဲအလိုမှာအဆင့်6ကနော်တင်ဟမ်ထက်2ပွဲပိုကစားပြီး3မှတ်ဖြတ်ထားနိုင်ခဲ့တာပါ။နော်တင်ဟမ်အသင်းကလက်ကျန်ပွဲမှာအနိုင်ရမယ်ဆိုရင်လည်းချက်စီအသင်းကဂိုးကွာခြားချက်အတားရနေတာကြောင့်လက်ကျန်ပွဲစဉ်တွေမှာကိုးကျန်ကိုးကန်ချမာကိုကိုယ်တိုင်ဖန်တီးခွင့်ရရှိခဲ့တာပါ။ လီဗာပူးကိုအနိုင်ရခဲ့တာကအရေးပါပဲမဲ့ချန်ပီယံလိဝင်ခွင့်နေရာအတွက်တော့မသေးကြသေးတာကြောင့်လက်ကျန်ပွဲစဉ်၃ပွဲမှာတပွဲချင်းစီအာရုံစိုက်ပြီးကစားသွားမှာဖြစ်ကြောင်းနီးပြမာရက်စကာကပြောသွားပါဗျ။လာမယ့်ရာသီဥရောပဝင်ခွင့်အတွက်အင်္ဂလန်အသင်း၅သင်းဝင်ပြိုင်ခွင့်ရမှာဖြစ်ပြီးလက်ကျန်၃နေရာအတွက်မန်စီးတီးနျူကာဆယ်ချယ်ဆီနော့တင်ဟမ်နဲ့ဗီလာအသင်းတွေကအပြိုင်အဆိုင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ DVB ရုပ်မြင်သံကြားညနေ၄နာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြစ်ဆွတင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ